ြစည်းမပြည်သက်များအလုံးပဲမင်္ဂလာပါ။နိုမာလာ16ရက်နေ့ညခွန်နာရီတင်ပြစည်းမ Prime Time မြစည်းမသတင်းစီစဉ်ကနေကြိုဆိုပါရစေ။ကျွန်တော်ဆိုင်ခမ်းပါ။ဒီကနေ့အတွက်တင်ဆက်ပေးမယ့်သတင်းတွေကတော့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကဂျားကာလာယူနစ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုအတီးပြုလိုက်တဲ့သတင်း။အနာသိန်းကာလာကြံ့ဖွင့်ပါတီဝင်တထောင်ကျော်အသက်ခံရကြောင်းဥခင်ကြီးပြောတဲ့သတင်း။ပေါ့မြွနယ်မှာစစ်ကော်မရှင်တပ်စစ်ကြောင်းရန်ကြောင်းဒေသခံတထောင်ကျော်ဆစ်ရှောင်နေရတဲ့သတင်း။ တော်လိုင်းစကလုံးသုံးလို့ဆိုပြီးအမတ်လောင်းတူကိုစစ်ကော်မရှင်စစ်ဆေးမယ်ဆိုတဲ့အကြောင်းနဲ့ရေရှားတပ်တုသဘောတူညီချက်ကိုအခုလအတွင်းတရုတ်နဲ့အပိသက်ချုပ်ဆိုနိုင်ဖို့အမေရိကန်မျှော်လင့်တဲ့နိုင်ငံတကာသတင်းပြင်နောက်ဆုံးရကုန်စည်နှုန်းနဲ့တခြားရေးကြီးသတင်းတွေကိုတင်ဆက်ပေးသွားမှာပါစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကဂျာကာလာယူနစ်အစိုးရအဖွဲ့ဝန်ကြီးချုပ်ကိုအတီးပြုတဲ့တဲ့တင်နဲ့ဆက်လက်အောင်ပါ စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်အစိုးရအဖွဲ့ဝန်ကြီးချုပ်အဖြစ်ဦးစိုးဦးကိုခန့်အပ်လိုက်ပြီးယူနစ်လွှတ်တော်အကြီးအကဲကိုပါအတီးပြုတ်တာဝန်ပေးခဲ့ကြောင်းစကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ကကြေညာပါရယ်ဒီကနေ့နိုမာလာ18ရက်နေ့မှာပြုလုပ်တဲ့စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်စတ္ထမပုံမှန်အစည်းအဝေးအခမ်းအနားမှာအဲ့ဒီလိုအတီးပြုတ်တာဝန်ပေးလိုက်တာပါယူနစ်လွှတ်တော်အကြီးအကဲတွေအဖြစ်လွှတ်တော်ဥက္ကဋ္ဌဦးမြင့်ထွေးဒုတိယဥက္ကဋ္ဌဒေါ်ဖြူဖြူဝင်းတို့ကိုအတီးပြုတ်ခန့်အပ်လိုက်တာဖြစ်ပါတယ် ဝန်ကြီးချုပ်နဲ့စီစရေးကော်မရှင်အဖွဲ့ဝင်တွေအနေနဲ့တိုင်ပင်ဆွေးနွေးပြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးတွေကိုစီစစ်ရွေးချယ်ရမှာဖြစ်တယ်။စီစစ်ရွေးချယ်ပြီးတော့အားလုံးကြည်လည်တဲ့အထိတိုင်ပင်ဆွေးနွေးပြီးအစဉ်တင့်ရင်ဝန်ကြီးချုပ်ကလွှတ်တော်ကိုအစိုးရအဖွဲ့အမြင်စင်းတင်သွင်းရမယ်။အဲ့ဒါကိုကျွန်တော်တို့ကအစိုးရအဖွဲ့အဖြစ်အတည်ပြုဆောင်ရွက်ပေးရမယ်လို့သကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်ဥက္ကဋ္ဌဦးမြင့်ထွေးကပြောပါရယ်။ အဲ့ဒါကြောင့်တော်လိုင်းကိုပုံမအားထက်လှုံ့ဆောင်နိုင်မယ်လို့မျှော်လင့်ထားကြောင်းနဲ့အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့လည်းအခွန်ဘဏ္ဍာခွဲဝေမှုတယံဇာတခွဲဝေမှုနဲ့အုပ်ချုပ်ရေးခွဲဝေမှုတွေကိုအစိုးရအဖွဲ့ကတာဝန်ယူပြီးဇက်တိုက်လှုံ့ဆောင်သွားရမယ်လို့သူကဆိုပါတယ်။အဲ့ဒီအစည်းအဝေးအခမ်းအနားကိုအစီအစဉ်၁၈ခုနဲ့ကျင်းပခဲ့ပြီးပြည်ထောင်စုလွှတ်တော်နာယကဦးအောင်ကြည်ညွန်း အမျိုးသားညီညွတ်ရေးအစိုးရပြည်ထောင်စုဝန်ကြီးချုပ်မန်းဝင်းခိုင်တန်းနဲ့အမျိုးသားညီညွတ်ရေးအတိုင်းအမကန်ကောင်စီကကောင်စီဝင်ဦးတိုးကျော်လိုင်တို့တက်ရောက်ခဲ့ပြီးနှုတ်ခွန်းဆက်စကားပြောကြားခဲ့ကြပါတယ်ခင်ဗျာအာနာသိန်းကာလကြံ့ဖွင့်ပါတီဝင်တထောင်ကျော်အသက်ခံရတယ်လို့ဥခင်ပြောတဲ့တဲ့တင်နဲ့ဆက်ရအောင်ပါ ာဏာသိမ်းကာလအတွင်းပြည်ထောင်စုကြန့်ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဝင်တထောင်ကျော်အသက်ခံခဲ့ရတယ်လို့ပါတီဥက္ကဋ္ဌဦးခင်ကြီးကနိုမလာ73ရက်နေ့ကနေပြည်တော်ဇယတိရီမြို့နယ်ကစစ်မှုထမ်းဟောင်းအဖွဲ့ဝင်တွေနဲ့တွေ့ဆုံရမှာပြောခဲ့ပါတယ်။အဲ့ဒီတွေ့ဆုံပွဲမှာပြောဆိုနေတဲ့ရုပ်တံဖိုင်ကိုပြီးခဲ့တဲ့နိုမလာ15ရက်နေ့မှာကြန့်ဖွန့်ပါတီကဖော်ပြခဲ့တာပါ။အသက်ခံရတဲ့ပါတီဝင်တွေအတွက်ပေးဆက်ပေးဖို့လိုတယ်လို့လည်းသူကဆိုခဲ့ပြီးပါတီအတွက်မဲဆွယ်ပြောဆိုမှုတွေလှုံ့ဆော်ခဲ့ပါတယ်။ ကြံဖွင့်ပါတီဟာပြီးခဲ့တဲ့2022ခုနှစ်မတ်လထဲမှာအသက်ခံရတဲ့ပါတီဝင်တွေအတွက်အထိတ်အမှတ်ကြောက်တိုင်းလို့ဆိုတဲ့ကြောက်တိုင်းတစ်ခုကိုနေပြည်တော်ကကြံဖွင့်ရုံးချုပ်မှာစိုက်ထူခဲ့ပူပါတယ်။ကြောက်တိုင်းဖွင့်ပွဲမှာအဲ့ဒီအချိန်ကကြံဖွင့်ဥက္ကဋ္ဌဦးတန်းထေကအာနာသိန်းချိန်ကစပြီး2022ခုနှစ်မတ်လ26ရက်နေ့အထိကြံဖွင့်ပါတီဝင်တွေဝန်းရံထောက်ခံသူပေါင်း1328ဦးတေဆုံးခဲ့တယ်လို့ပြောဆိုခဲ့ပူပါတယ်။ ။ဒါအပြင်ကြောက်တိုင်းမှာအစွန်ရောက် NLD ပါတီရဲ့အာဏာတက်မှတ်မှုကြောင့်တားကောင်ဖြစ်ခဲ့ရခြင်းအတွက်ပါတီဝင်တို့ရဲ့မိသားစုနဲ့အတူထတ်တူကြေကွဲဝမ်းနေရတယ်လို့ဆိုပြီးရွေးကောက်ခံရပေမဲ့အာဏာသိမ်းဖယ်ရှားခံရတဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကိုအပြစ်တင်စကားထည့်သွင်းရေးထိုးခဲ့ပါတယ်။ 2020ပြည်နှစ်ထွေထွေရွေးကောက်ပွဲမှာ NLD ပါတီနဲ့ကြံ့ဖွင့်ပါတီကမဲဆန္ဒနဲ့အားလုံးဒီပါမှာဝင်ရောက်ရှင်ပြိုင်ရာကြံ့ဖွင့်ပါတီက82နေရာသာအနိုင်ရခဲ့ပြီး NLD ပါတီကမဲဆန္ဒနဲ့920မှာအနိုင်ရရှိခဲ့ပါတယ်။ဒါပေမဲ့အဲ့ဒီလိုအနိုင်ရတာဟာမဲမှတ်သမားမှုကြောင့်လို့ကြံ့ဖွင့်ပါတီနဲ့စစ်တပ်ကဆွတ်ဆွဲခဲ့ပြီးလွှတ်တော်ခေါ်ယူခြင်းပါမဲ့2021ခုနှစ်ဖေဖော်ဝါရီလ1ရက်နေ့မှာမဲစင်းအကြောင်းပြလို့အာဏာသိမ်းခဲ့ပါတယ်။ လက်ရှိမှာစစ်ကော်မရှင်ကနိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါန်စန်းစုကြည်အပါအဝင် NLD ထိပ်ပိုင်းခေါင်းဆောင်တွေကိုဖမ်းဆီးထောင်ချထားပြီး NLD ပါတီကိုလည်းဖျက်သိမ်းကြောင်းကြေညာထားပါတယ်။လာမယ့်ဒီဇင်ဘာမှာစစ်ကော်မရှင်ကသူတို့ခွင့်ပြုထားတဲ့ပါတီတွေနဲ့ရွေးကောက်ပွဲလုပ်ဖို့စီစဉ်နေရမှာကြံ့ဖွင့်ပါတီကကိုယ်စလဲလောင်းအင်အားအများဆုံးနဲ့ဝင်ရောက်ရှင်ပြိုင်ဖို့စီရင်ပေးထားပါတယ်ခင်ဗျာ။ပေါင်းပြုံတွေကတရင်ကိုဆက်ပြီးပြောပြခြင်းပါတယ်။ မကွေတိုင်းပေါ့မြွနယ်မှာစစ်ကော်မရှင်တပ်စစ်ကြောင်းထုံးနေတာကြောင့်ဒေသခံဦးရေတပေါင်းကျော်စစ်ဆောင်နေရတယ်လို့ဒေသခံတွေကပြောပါတယ်။စိတ်ဖြူကပါစာ27နဲ့22ကာလတဲ့စစ်ကြောင်းတွေဟာအော်တိုဘားလနှောင်းပိုင်းကစလို့ပေါ့မြွနယ်တောင်ဘက်ချမ်းမှာစစ်ကြောင်းထုံးနေတာပါ။မြိုင်မြို့နယ်စစ်မှုနှစ်ကထွက်လာတဲ့စစ်ကြောင်းဟာဒီကနေ့နိုဝင်ဘာလ18ရက်နေ့မနက်9:00ခွဲချိန်မှာပေါ့မြွနယ်မြောက်ပိုင်းကိုစစ်ကြောင်းထုံးနေတယ်လို့သိရပါတယ်။ စစ်ကြောင်းနှစ်ကြောင်းမှာအင်အားတရာခန့်စီပါဝင်တယ်လို့လည်းဒေသခံတွေကပြောထားပါဗျ။စစ်ကြောင်းတစ်ကြောင်းကတော့ရင်းနှံ့မြေလုတ်ကွက်တွေနဲ့လေးမိုင်ခန့်အကွာကို ရောက်ရှိနေပြီလို့ဒေသခံတွေကတရားဝါတယ်။အဲ့ဒီစစ်ကော်မရှင်တပ်စစ်ကြောင်းတွေကြောင့်ကျေးရွာ20ကဒေသခံတွေနေရွှန်ခွာတင်းရှောင်နေရတာပါ။ လက်ရှိစစ်ကြောင်းထိုးနေတဲ့စစ်ကော်မရှင်တပ်ရဲ့ဖမ်းဆီးတပ်ဖြတ်မှုတွေကြောင့်လည်းအမျိုးသမီးတူအပါအဝင်ဒေသခံစစ်ရှောင်းပြည်သူ၅ဦးသေဆုံးပြီးနေအိမ်၂၅လုံးမိရှုဖြက်စီးခံခဲ့ရတယ်လို့သိရပါပါတယ်ခင်ဗျာနောက်ဆုံးသတင်းအနေနဲ့တော်လိုင်းစကလုံးတုံးလို့ဆိုပြီးအမတ်လောင်းတူဦးကိုစစ်ကော်မရှင်စစ်ဆေးမယ်ဆိုတဲ့အကြောင်းကိုပြောပြပါမယ် ဆရာနာသိမ်းမှုကိုစန့်ကျင်တဲ့လှုပ်ရှားမှုတွေကိုတော်လန်ရေးလို့ပြောဆိုမဲဆွဲတဲ့ပြည်သူပါတီကကိုစလေလောင်ရဲ့ပြောဆိုချက်ဟာရွေးကောက်ပွဲဥပဒေနဲ့ညှိစုံမှုရှိမရှိစစ်ဆေးမယ်လို့စစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်လာပါတယ်။ပြည်သူပါတီကိုကိုစားပြုပြီးရန်ကုန်တိုင်းတင်ငန်းကျွန်းမြို့နယ်ပြည်သူလွတ်တော်မဲဆန္ဒနယ်ကနေဝင်ပြိုင်မဲ့ဥလွင်မြင့်ဟာ2021ခုနှစ်ဆရာနာသိမ်းတဲ့အပေါ်စန့်ကျင်လှုပ်ရှားမှုတွေကို တော်လန်ရီလို့ပြောဆိုမဲဆွဲတာကြောင်းအကြမ်းဖက်အားပေးဖြစ်ပြီးကိုစလေလောင်းရည်ချင်းနဲ့ကိုက်ညီမှုမရှိဘူးလို့စစ်တပ်ဝါဒဖြန့် Telegram ချို့ကလှုံ့ဆော်ထားတာတွေ့ရပါတယ်။ပြည်သူပါတီရဲ့တစ်တော်အကောင့်ပါဦးလွင်မြင့်ကရုတ်တံနဲ့မဲဆွဲရမှာသူ့ရဲ့အဖေသူ့ကိုယ်တိုင်နဲ့သူ့ရဲ့သားအပါဝင်မျိုးဆက်30ဟာနိုင်ငံရေးအကျဉ်းသားတွေဖြစ်ပြီးပြည်သူအတွက်ထောင်မဲကြကြလောက်ကင်ဆောင်ရွက်တူတွေဖြစ်တာကြောင့်ယုံကြည်စိတ်ချရမယ်လို့ပြောထားတာပါ။ သူ့ရဲ့ဖခင်ဟာတပါတီအာနာရှင်စနစ်ဖြစ်တဲ့မြမဆိုရှယ်လစ်လမ်းစဉ်ပါတီကိုဆန့်ကျင်လို့ကိုကိုကျုံးမှအချင်းကြားခဲ့သူဖြစ်တယ်လို့ဥလွေမြင့်ကပြောပါရယ်သူကိုယ်တိုင်ကတော့88မျိုးဆက်အကြောင်းသားကောင်းဆောင်တွေနဲ့အတူအင်းစိန်ထောင်သူ့ရဲ့အချင်းထောင်တွေမှာကြာခံခဲ့ရတယ်လို့တားဖြစ်သူဟာလည်း2021တော်လန်ရေးမှာထောင်ချပြီးပြီးခဲ့တဲ့လပိုင်းကမှ ပြန်လွတ်လာတာလို့ဥလွေမြင့်ကဆိုထားပါရယ် ဥလွင်မြင့်ကိုစားပြုတဲ့ပြည်သူ့ပါတီဟာ88မျိုးဆက်ចောင်းသားခေါင်းဆောင်တူဖြစ်တဲ့ဥက္ကကိုကြီးဦးဆောင်နေတဲ့ပါတီပါပြီးခဲ့တဲ့အောက်တိုဘာလကုန်ပိုင်းကလည်းရန်ကုန်တိုင်းအမျိုးသားလွှတ်တော်မဲဆန္ဒနဲ့အမှတ်တကနေစစ်ကော်မရှင်ရဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်မဲ့၄ပါပါတီရဲ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးကျော်သူရဟာစီရီယန်လှုပ်ရှားမှုထောက်ခံတဲ့ပုံကို Facebook မှာတင်ထားခဲ့တဲ့မှတ်တမ်းတွေ့ရတာကြောင့်အကြမ်းဖက်အားပေးဖြစ်တဲ့အတွက်စစ်စစ်တင်တယ်လို့စစ်တပ်ဝါဒဖြန့် Telegram Channel တွေကလှုံ့ဆော်ခဲ့ပူပါတယ်ခင်ဗျာ။ အခုဆက်လက်ပြီးဒီကနေ့နောက်ဆုံးရနိုင်ငံတကာသတင်းကိုရှုစားမှာဖြစ်ပါတယ်။မြေရှားတပ်တုတဘောတူညီချက်ကိုအခုလအတွင်းတရုတ်နဲ့အပိသက်ချုပ်ဆိုနိုင်ဖို့အမေရိကန်မျှော်လင့်နေပါတယ်။ဒီသတင်းအပြည့်စုံကိုတော့မြစီမာဝိုင်းတော်သားမောင်ခန့်တွေကတင်ဆက်ပေးမှာပါ။မြန်မာတပ်ထုတွေပြပူရေးတိတ်ချစေမဲ့သဘောတူညီချက်တရက်ကိုလွန်ပါလာကုံချီစူးတော်နေမတိုင်မီ တရုတ်နိုင်ငံနဲ့အပြည့်အစုံချုပ်ဆိုနိုင်မယ်လို့ဝါရှင်တန်ကမျှော်လင့်ကြောင်းအမေရိကန်ဘန်နာရေးဝန်ကြီးစကော့ဘေးစင်ကလည်းကွန်နီနေကပြောပါရယ်တရက်နှစ်ဦးဖြစ်ကြရဲဒေါ်နန်ထရန့်နဲ့ရှီကျင်းဖင်တို့တောင်ကိုရီးယားနိုင်ငံမှာတွေ့ဆုံစဉ်ရရှိခဲ့တဲ့ယာယီသဘောတူညီချက်အရာအရေးကြီးတဲ့တထုတွေအပေါ်ပို့ကုန်ကန့်သက်ဒါတွေပြုလုပ်ထားတာကိုတစ်နှစ်ကြာဆိုင်းငံ့ထားဖို့ပေကျင်းကသဘောတူညီခဲ့ပါတယ်။ ေရှားတပ်ထုတူးဖော်ရာနဲ့တန်စင်တာလုပ်ငန်းကိုတရုတ်နိုင်ငံကကြီးမားစွာလွှမ်းမိုးချုပ်ကင်ထားပါတယ်။မေရှားတပ်ထုဟာအစင်းမြင့် electronic ပစ္စည်းအစိတ်ပိုင်းတွေထုတ်လို့ရမှာမရှိမဖြစ်အလွန်အရေးပါပြီးတော့မော်တော်ယာဉ်ထုတ်လို့ရေး electronic နဲ့ကာကွယ်ရေးလုပ်ငန်းတွေမှာကျေပြန့်စွာ အသုံးချနေတာပါ။သဘောတူညီချက်ကိုအဆုံးတောင်မတက်ရသေးပါဘူး။ခြေစွပ်စော်နေလောက်မှတော့ ဆောင်ရွက်ပြီးစီးလိမ့်မယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ်လို့ဘဲစင်က Fox News ရဲ့ Sunday Morning Future အစီအစဉ်မှာပြောကြားသွားခဲ့ပါတယ်။ကျေးဇူးတော်နေဟန်ွေမှာ28ရက်နေ့ခြားရောက်မှာဖြစ်ပါတယ်။တရာကြီးနှုတ်ဖြစ်တဲ့ trend နဲ့ရှိတို့အကြာသူတို့နှစ်ဦးတွေ့ဆုံတော့ရရှိခဲ့တဲ့သဘောတူညီချက်ကိုတရုတ်နိုင်ငံကလေးစားလိုက်နာလိမ့်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်လို့သူကပြောခဲ့ပါတယ်။ဒါပေမဲ့အကယ်၍ပေကျင်းက လိုက်နာခဲ့တဲ့အမေရိကန်ကလည်းလက်တုံပြန်ဖို့ဖိအားပေးစရာလက်နက်အများပြားရှိပါတယ်လို့ဘဲစင်က အသိပေးလိုက်ပါတယ်ခင်ဗျာပါလက်စတိုင်းနိုင်ငံထူထောင်ရေးကိုစန့်ကျင်ကြောင်းဂါဇာအရေးကုလမမဲမခွဲမီအစ္စရေးပြောလိုက်ပါတယ်သတင်းပြေဆုံးကိုဆက်ကြည့်လိုက်အောင်ပါ အမေရိကန်ကထောက်ခံထားတဲ့ဂါဇာငြိမ်းချမ်းရေးအစီအစဉ်အတွက်တင်းလာနေမှာကုလလုံခြုံရေးကောင်စီမဲခွဲမှုမတိုင်မီအစ္စရေးဝန်ကြီးချုပ်ဘင်ဂျမင်နေတန်ယာဟုနဲ့အစိုးရအဖွဲ့ဝင်တွေကပါလက်စတိုင်းနိုင်ငံထူထောင်ရေးကိုစန့်ကျင်ကြောင်းထုတ်ဖော်ပြောဆိုကြပါတယ်။ဆုံးဖြတ်ချက်မူကြမ်းဟာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ဂျာဝင်ညှိနှိုင်းပေးခဲ့တဲ့အစ္စရေးဟာမတ်အပြစ်ရဲ့စာချုပ်နောက်ဆက်တွဲကိစ္စရပ်တွေကိုစောင့်ရွက်ဖို့ဖြစ်ပါတယ်။ ပျက်စီးနေတဲ့နယ်မြေအတွင်းယာယီနိုင်ငံကတပ်ဖွဲ့တွေချထားဖို့နဲ့အသွင်ကူးပြောင်းရေးကာလအုပ်ချုပ်ရေးချမှတ်ဆောင်ရွက်တာတွေကို လုံခြုံရေးကောင်စီကထောက်ခံအတည်ပြုပေးဖို့ဖြစ်ပါတယ်။အရင်ဆုံးဖြတ်ချက်မူကြမ်းတွေနဲ့မတူတာကတော့အခုမူကြမ်းနောက်ဆုံးမူမှာအနာဂတ်အတွင်းပါလက်စတိုင်းနိုင်ငံပေါ်ပေါက်လာနိုင်တာကိုထည့်သွင်းဖော်ပြထားတာဖြစ်ပြီးအဲ့ဒီအချက်ကို အစ္စရေးကပြင်းထန်စွာကန့်ကွက်နေပါတယ်။ ်မြစ်သည့်နယ်မြေပေါ်တွင်မဆိုပါလက်စတိုင်းနိုင်ငံထူထောင်ခြင်းအပေါ်ထားရှိသည့်ကျွန်တော်တို့သဘောထားမှာပြောင်းလဲခြင်းမရှိပါလို့နေတန်ယာဟုကဝန်ကြီးအဖွဲ့အစည်းအဝေးတွင်တင်ပြတွင်ကပြောပါတယ်။အဲ့ဒီကိစ္စနဲ့ဆက်လင်းလို့နေတန်ယာဟုဟာလက်ရဆုံးဗန်ဒါယီဝန်ကြီးဗီဇာလီစမော်ထရစ်အပါဝင်ညွန်ပေါင်းအစိုးရအဖွဲ့ဝင်ရဲ့ဝေဖန်မှုကိုခံနေရပါတယ်။အခုတလောဖြစ်ပေါ်နေတဲ့အနောက်နိုင်ငံတွေရဲ့ပါလက်စတိုင်းနိုင်ငံထူထောင်ရေးပေါ်ထောက်ခံနေမှုတွေကိုတုံ့ပြန်ဖို့ပြက်ကွက်ခဲ့တယ်လို့ သူ့ကိုဆွဆွဲပြောကြားနေကြတာပါတင့်တော်ပြီးအဆုံးဖြတ်ကြတဲ့တုံ့ပြန်မှုကိုချက်ချင်းချမှတ်နိုင်မှသာတကဘာလုံးကိုဒီကိစ္စရှင်းလင်းစေမှာဖြစ်တယ်ကျွန်တော်တို့နိုင်ငံမျိုးပေါ်မှာဘလို့ပါလက်စတိုင်းနိုင်ငံမှာဘယ်တော့မှပေါ်ပေါက်မလာစေရဘူးလို့ small trick ကနေတန်ယာဟုကိုလူမှုကွန်ရက် ex ပေါ်မှာတိုက်တွန်းပြောကြားထားပါတယ်ဝန်ကြီးချုပ်ကလည်းသူဘသူစီကမှအတီးပြုချက်လူမှုကွန်ရက်ပြောဆိုချက်နဲ့ပို့ချချက်ကိုမလိုအပ်ပါဘူးလို့တင်းငွေတွင်နေက ပြန်လည်ပြောကြားထားပါတယ် ခုနောက်ဆုံးအနေနဲ့ဒီကနေ့ညနေ9:00နာရီထိရရှိထားတဲ့ငွေလဲနှုန်း၊ရွှေဈေး၊73စီဈေးနဲ့ဆောင်းစီဈေးတွေကိုတင်ပြပေးပါမယ်။ဒါတွေကိုတော့မြစည်းမဝိုင်းတော်သားကိုမြတ်သူရာကစူးစီးတင်ဆက်ပေးထားတာဖြစ်ပါတယ်။ဒီကနေ့အတွက်နောက်ဆုံးရရှိထားတဲ့ငွေလဲနှုန်းတွေကတော့ American Dollar ကိုစစ်ကောင်စီတတ်မှတ်စေ2100ကျပ်၊ပြင်ပပေါင်စေ4030ကျပ် စင်ကာပူဒေါ်လာကိုစစ်ကောင်စီတတ်မှတ်စေ1614.64ကျပ်ပြင်ပပေါင်စေ3118ကျပ်ဥရောပတယူရိုကိုစစ်ကောင်စီတတ်မှတ်စေ2439.36ကျပ်ပြင်ပပေါင်စေ4912ကျပ်ထိုင်းဘတ်တဘတ်ကိုစစ်ကောင်စီတတ်မှတ်စေ65.36ကျပ် ပြင်ပပေါင်စဉ်125.31ကျပ်မလေးရှားတရင်းကစ်ကိုစစ်ကောင်စီတတ်မှတ်စဉ်980.64ကျပ်ပြင်ပပေါင်စဉ်986ကျပ်ပေါင်စဉ်ရှိပါတယ်။ပေါ်ပြပါငွေလဲလဲနှုန်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါလေ။နောက်ဆုံးရပြည်တွင်းရွှေစင်းလုံးတွေကတော့အခောက်ရွှေတစ်ချက်သားကိုရွှေကုန်တဲ့အတင်းတက်မှတ်စဉ်59သိန်း8000ကျပ် ပြင်ပပေါင်စီ86သိန်း1000ကျပ်15ဘဲတစ်ချက်သားကိုရွှေကုံတဲ့အတင်းတတ်မှတ်စီ56သိန်း6250ကျပ်ပြင်ပပေါင်စီ83သိန်း1000ကျပ်ပေါင်စီရှိပါတယ်ပေါ်ပြပါရွှေစင်းတွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်နောက်ဆုံးရရန်ကုန်73စီစဉ်လုံးတွေကတော့ဒီဇယ်တလီတာကို2540ကျပ်ပရီးမီယံဒီဇယ်တလီတာကို3085ကျပ် အော်ဒိတ်92တလီတာကို2585ကျပ်အော်ဒိတ်95တလီတာကို2660ကျပ်ပေါင်းစည်းရှိပါတယ်။ပေါ်ပြပါသုံးမျိုးစင်းတို့တွေဟာအချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။နောက်ဆုံးရစောင်းစီစင်းတွေကတော့စောင်းစီတပိတ်သားကိုစစ်ကောင်စီတတ်မှတ်စေ6355ကျပ်ပြင်ပပေါင်းစည်း1000ကျပ်ပေါင်းစည်းရှိပါတယ်။ပေါ်ပြပါစင်းတို့တွေကတော့အချိန်နဲ့အမျှပြောင်းလဲမှုရှိနိုင်ပါတယ်။ ။ဒီမြစီမာပရိုင်တိုင်းမြစီမာသတင်းစီစဉ်ကိုတင်ဆက်ပေးကြတော့ပါ။ကြည့်ရှုအားပေးကြတဲ့သူတွေအားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်။မင်္ဂလာရှိတဲ့ညချမ်းဖြစ်ကြပါစေခင်ဗျာ။